ရှေ့ဘက်ကနေထွက်တယ်နောက်ဘက်ကနေဝင်တယ်မယူသိမ်းရတော့ရုံးကန်နေရသေးပါပဲမန်ချက်စတာယူနိုက်တက်ရဲ့အပတ်စဉ်ပရီးမီးယားလိအမှတ်လှူဒန်းရေးအပတ်စဉ်34ပတ်မြောက်အဖြစ်ဖုံးပေါက်သင်းကိုအိမ်နယ်ရရောက်တွားရောက်လှူဒန်းခဲ့ပါတယ်။တွားရောက်လှူဒန်းခဲ့ရမှာဂူသမအိုနာနာနောက်ကန်ကစားသမားမကွာရယူရိုလူးရှော့ကွင်းလယ်ကစားသမားကာစမဲရိုမာယူဒူဂူမာဇာအိုရီအသင်းကောင်းဆောင်ဘူနိုဂါနာချိုဟွာလန်တို့မှာအိမ်နယ်ရရောက်တွားရောက်လှူဒန်းပြီးခဲ့တာပဲဖြစ်ပါတယ်။ လူရန်ပွဲကိုတော့ပွဲချိန်23မိနစ်မှာဖုံးပေါက်ခွင်းတဲ့ကစားသမားအန်တိုနီစီမီယိုကနေပြီးတော့လက်ခံရယူပြီးတော့ပထမပိုင်း45မိနစ်မှာတကူကော်မရှင်နဲ့ရှုံးနေနေခဲ့ပါတယ်။ဒုတိယပိုင်းပွဲချိန်အစပိုင်းတွေမှာ ရုန်းကန်နေရသေးပါပဲ။မိနစ်90ရောက်မှာဖုံးပေါက်ကစားသမားအီဗန်နေဆန်ကမာဇာအိုရီကိုဖျက်တော့ပုံချမ်းလို့အနီးကပ်ယူသွားပါတယ်။မန်ယူဖန်များရဲ့3မိနစ်မန်ယူဆိုပြီးမန်ယူဖန်တွေကြွေးကြော်လုံးလို့ထင်ပါတယ်။နာကျင်ချင်းကို6မိနစ်ပေးတာမှာ96မိနစ်အရောက်မှာ ူသားဝင်လာတဲ့ဥကားတည့်ရဲ့ပေးပို့မှုကတဆင်းရဟွာလန်းကချီပါကိုတွင်ပြလာခဲ့ပါတယ်ပေါ်ပြီမှာတော့တကူးစီတည်ကြကအလူတော်ကြီးကိုအောင်းမင်းစွာချင်းမနိုင်ခဲ့ပြီဖြစ်ပါကြောင်းကြီးညာမောင်းခက်လိုက်ပါတယ်ခင်ဗျာ။